ဒီတရင်ညလာပြီနေဆိုရင်တရင်ညလာပြီတရင်ကျပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်นี่ဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရားထိုသာသနာထိုကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုကြံပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြူပူဇော်ရဲဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေ မိထွန်းကြတာလုံးလို့ဒီအတိတ်ရဲ့နဲ့သတင်းညွလတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခဏာကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစင်ပြီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချမ်းမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသတင်းညွလပြည်နေ့မှာမိထွန်းတာတော့ကတိကနက္ခတ်လို့ခေါ်တယ်မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ ထုံးစံထုံးတန်းစင်လာရမိထွန်းရတာဖြစ်တယ်ပေါ့ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဆော်တဲ့အနေနဲ့မိထွန်းရတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပသလိုပဲကိုယ့်ရဲ့စင်လာရလှုပ်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနက္ခတ်ကိုပူဆော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့ပြဿနာကို ကျိုးစိုးနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညွလာပြည်နေ့မှာမိထွန်းနေတို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နှက်ခတ်ပွဲအနေနဲ့မိထွန်းနေမိအလှဆင်ပြီးတော့မိထွန်းနေဆိုရင်နှက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားမသားတွေကတော့ပြောင်းလိုက်တာဒါက ဒီဖះကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖះကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာတကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖះကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာဂျိုပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်တော့ကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ် ရတယ်စိတ်ထဲမှာအာယုံပြုတ်လိုက်ရင်လည်းပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘယ်လောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောင့်အစည်းတရား ရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးเนาะအဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ္တမกว่าတယ်အဲ့ဒါလိုပဲကုသကောင်းမှုမှာတံမိုးချင်းกว่าတတ်တယ်အဲ့တော့တံမိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလောက်တာမဟုတ်ပဲနဲ့ ထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့သရဉ္ဇလာပြည်မှာမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတဲ့မြတ်စွာဘုရားကိုခေယူကျပူဆော်သောအဖြစ်တို့တွေပူဆော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဆော်တဲ့အနေနဲ့ အဘိဓမ္မာခါရောနေကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်တန်ဃာတွေလှူတာတန်ဃာတန်ဃာပူဇာပေါ့နော်ယရဏသုံးပါးကို ပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းမှကွာခြားတယ်လို့သူဆို